မင်္ဂလာအပေါင်းနဲ့ခါညောင်းကြပါစီရှင်ဒီဗီဒီယိုလေးကတော့မြန်မာစာစာလုံးပေါင်းတက်ပုံနဲ့တက်ဆိုင်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျမကလူတိုင်းနေ့စဉ်ဘဝမှာပြောဆိုသုံးလုံးနေကြပါမယ်အမှတ်မထင်မှားတတ်ကြတဲ့စကားလုံးအချို့ကိုအမှန်အမှားတရား क्वे ပြအောင်ရှင်းပြပေးသွားမှာဖြစ်တာကြောင့်အဆုံးထိကြည့်ရှုပေးကြပါအောင်နော် memories ကိုကြည့်ရှုအားပေးကြသူအပေါင်းတို့ရှင် memories ကိုဝင်ကြည့်တဲ့အခါတိုင်း PVN သုံးပြီးကြည့်ပြခြင်းအပြင်အများစုပြုလုပ်ငန်းတွေအတွက် တထောင့်တနေရာကနေပါဝင်နိုင်ကြောင်းအတိပေးလိုပါတယ်ရှင်။ PVN လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရစေနော်။ တာဆိုရင်စလိုက်ကြရအောင်ပထမဆုံးစကားလုံးကတော့နေလည်းပဲဖြစ်ပါတယ်ဒီစကားလုံးမှာအများစုမားကြတာကတော့လာရင်ရတက်လေနဲ့လာရင်ညတက်လေကိုမားကြတာပဲဖြစ်ပါတယ်ဆိုတော့ဘယ်ဟာကအမှန်လဲဆိုတာမပြောခင်ဒီစကားလုံးနှစ်ခုရဲ့အတိတ်ပဲကိုအရင်ရှင်းပြချင်ပါတယ် လာရေးရတက်လေဟာဆိုရင်စပားဆိုင်တော်မြေခွဲလို့မြန်မာပြည်ထဲမှာဖွင့်ဆိုထားပါတယ်။ဒါအပြင်လယ်ရဲ့အရှိမအပေါင်းလိုက်တဲ့အခါရီအလေအလေဖြစ်သွားပြီးတော့အချားဖြစ်တော်နေရဗဟုဆိုပြီးတော့ဖွင့်ဆိုထားပါတယ်။လာရေးညာတက်လေကိုကြတော့တစုံတရာဗဟုပြုတ်ပြီးတော့လဲပတ်တယ်။လဲပတ်သွားလာတယ်လို့မြန်မာအပြည်ထဲမှာဖွင့်ဆိုထားပါတယ်။အကျိပယ်ရီကိုတိသွားပြီးဆိုတော့နေလေကိုပြန်သွားလိုက်ကြရအောင်။ နှီးလေဆိုတဲ့စကားလုံးကိုတော့မြန်မာစာအပိဓာန်မှာနှီးရဲ့အလဲပိုင်းအချင်းလို့ဖွင့်ဆိုထားပါတယ်။ဆိုလိုချင်တာကနှီးတနည်းရဲ့အစာပိုင်းကိုနက်နက်အဆုံးသတ်ပိုင်းကိုညားလို့ခေါ်ဝေါ်ပြီးတော့နှီးတနည်းရဲ့အလဲပိုင်းကိုတော့နှီးလေလို့ခေါ်ဝေါ်တာဖြစ်ပါတယ်။ဒါကြောင့်အလဲလို့အဓိပ္ပာယ်ရတဲ့လာရီရတက်လင်းနဲ့စလုံးပေါင်းမှသာမှန်မှာဖြစ်ပါတယ်။ဥပမာစာကြောင်းလေးယူနေလေ့လာကြည့်ပထမစာကြောင်းမှာငါတို့ကနှိမ့်လေအချိန်မှာလာခဲ့မယ်လို့အတိပ္ပယ်ရပါတယ် ဒုတိယစာကြောင်းမှာတော့ငါတို့ကနေ့ကိုလဲပတ်မှာလားဒါမှမဟုတ်နေ့ကိုလဲပတ်ပြီးလာမှာလားဒီလိုမျိုးစလုံးပေါင်းမှားနေရကြအောင်အတိတ်ပဲလဲကွဲပြားသွားနိုင်ပါတယ်ရှင်းကြမယ်လို့ထင်ပါတယ်ရှင်ဒုတိယစကားလုံးလေးကတော့ကိုကိုကိုပဲဖြစ်ပါတယ်ဒီစကားလုံးလေးကတော့နေ့စဉ်ဘဝအသုံးပြုနေတဲ့နေရာမှာသုံးမျိုးတောင်ကွဲနေအောင်တွေ့ရမှာပါအလေရကိုမှရတ်တက်ဖြုတ်ပြီးတော့သုံးတယ် နောက်ဆုံးကကိုမှရတက်ဖြုတ်ပြီးသုံးတယ်။ရတက်မဖြုတ်ပဲသုံးလုံးစလုံးမှရတက်ပေါင်းပြီးတော့သုံးကြရတယ်။တကယ်စလုံးပေါင်းအမှန်ကတော့သုံးလုံးစလုံးမှရတက်ပါပါတယ်ရှင်။ကျွန်မရှင်းပြပေးပါမယ်။ပထမဆုံးကိုဆိုတဲ့စကားလုံးကိုအတိတ်ပဲဖွင့်ကြည့်ကြအောင်။ကျွန်မကတော့ဆရာကြီးမောင်ခင်မင်းဒနုဖြူရေးသားထားခဲ့တာကိုကိုးကားပြီးပြောပြပါမယ်။ကာကြီးလုံးကြီးကျင်တချောင်းငင်ရတက်ကိုဟာဆိုလို့ရှိရင်ခန္ဓာကိုယ်လို့အတိတ်ပဲရပါတယ်။ဒါအပြင ကိုဟာပြောသူနန်စာလည်းဖြစ်ပါတယ်။ငါကျွန်တော်ကျမကျုပ်တို့နဲ့အတိတ်ပဲအတူတူပဲဖြစ်ပါတယ်။ဒီနေရာမှာစကားမဆက်ပြောရရင်ကိုဆိုတဲ့စကားလုံးကပါဠိစကားလုံးကာယကနေလာတာဖြစ်ပြီးတော့ပကံခိမြန်မာစာအရေးအသားတွေမှာတော့ဝါတက်နဲ့ရေးပြီးနောက်တော့ရတက်နဲ့ဖြစ်လာခဲ့တာ။ဒါဆိုပြန်ဆက်ကြရအောင်။ငါကိုငါဆိုတဲ့စကားလုံးကိုမြင်ဘူးမှာပါ။ ကြီးစကားလုံးကမိမိကိုပြန်ညွှန်းတဲ့စကားလုံးဖြစ်တယ်လို့တခြားနန်စားတွေကိုလည်းအစားထိုးသုံးနိုင်ပါတယ်။ဥပမာနင့်ကိုနင့်သူ့ကိုသူဒါအပြင်နန်တွေကိုလည်းသုံးနိုင်ပါတယ်။အမေကိုအမေဆရာကိုဆရာစတဲ့အသုံးတွေမှာအလေရကိုကခန္ဓာကိုရည်ညွှန်းပါတယ်။နောက်တစ်ချက်ကကိုကိုကိုပြောချင်မိမိလို့သုံးကြပါတယ်။ ဥပမာစာကြောင်းပြောရရင်မိမိကိုကိုမိမိအံ့ဩမိသည်ဒီစာကြောင်းရဲ့မိမိနေရာမှာကိုအတုံးပြုတ်လိုက်တယ်ဆိုရင်ကို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 အံ့ဩမိသည်ဆိုပြီးဖြစ်သွားပါလိမ့်မယ်ဒီအတုံးရဲ့ကံပုံနောက်ဆက်ဖြစ်တဲ့ကိုကိုမြုပ်ပြီးတော့ကိုကိုကိုလို့အတုံးပြုတ်လာပဲဖြစ်ပါတယ်ဒါကြောင့်ကိုစာလုံးသုံးလုံးလုံးမှာရတတ်ပါမတာစာလုံးပေါင်းအမှန်တတိယမြောင်ကျွန်မပြောပြချင်တဲ့စကားလုံးလေးကတော့အိမ်မက်ပဲဖြစ်ပါတယ် ဒီစကားလုံးလေးကတော့တိတ်တော်ထူး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 ပြောစရာမရှိပါဘူး။အပီးကြံမှာဒီစကားလုံးရဲ့အတန်ထွက်ကိုအိမ်မက်အိမ်မက်ဆိုပြီးတော့ပြထားကြပါတယ်။ဒါကြောင့်တော်တော်များများကအိမ်မက်ဆိုပြီးရေးတတ်ကြပါတယ်။ဒါကတကယ်တော့စာလုံးပေါင်းလဲနေပါတယ်။အိတ်ဆိုတဲ့နေရာမှာစကားလုံးကိုလဲလျောင်း၍မျက်စိမှိတ်ရတွင်အာယုံမြိုင်ကျင်းပြက်ခြင်းတို့ရောက်သည်ဟုမြန်မာအပီးကြံမှာအတိတ်ပဲဖွင့်ဆိုထားပါတယ်။အိမ်ဆိုတာကတော့ နေရန်ဆောက်လုပ်ထားသောအဆောက်အအုံလို့အဓိပ္ပာယ်ရပါတယ်။ဒါဆိုအိမ်မက်ရဲ့အဓိပ္ပာယ်ရောအိမ်နေစဉ်စိတ်၌ထင်ဟပ်လာသောအာယုံလို့အပိဓာန်မှာဖွင့်ဆိုထားပါတယ်။ဆိုတော့အိတ်ဆက်ခြင်းဖြစ်တဲ့အာလုံးကြီးတင်ပတ်သက်အိတ်ကသာဆလုံးပေါင်းအမှန်ဖြစ်ပါတယ်။ဥပမာစာကြောင်းလေးတွေနဲ့လေ့လာကြည့်ပထမစာကြောင်းက ညတော်ကမိမိအိတ်ဆက်နေစဉ်အိမ်မက်မက်တဲ့အကြောင်းကိုပြောပြထားပါတယ်။ဒုတိယစာကြောင်းမှာတော့အိမ်နဲ့အိမ်ကိုမှားရေးထားတဲ့အတွက်ညတော်ကမိမိက အိမ်ကြီးကိုတတ်မှတ်နေရလားဓမ္မမဟုတ်အိမ်ကိုပဲအိမ်မက်မက်နေရလားစသဖြင့်အတိတ်ပဲလွဲသွားပါတယ်။ဒါကြောင့်ကျမတို့နေစဉ်ဘဝမှာအိမ်မက်ဆိုတဲ့စကားလုံးကိုရေးသားကြတဲ့အခါမှာဆာလုံးပေါင်းထရီပြားနေရင်ဆိုလို့ရှိရင်အိတ်ဆက်ခြင်းကိုတတိယပြီးတော့အိမ်မက်လို့ရေးသားကြဖို့အကြံပြုအပ်ပါတယ်။ နောက်ထပ်စကားလုံးလေးတစ်လုံးကတော့အိယာပဲဖြစ်ပါတယ်ရှင်။ဒီစကားလုံးလေးကိုကျမတို့နေ့စဉ်ဘဝမှာရှားကောက်ရေးချာရာနဲ့ရပလက်ရေးချာရာဆိုပြီးတော့ရောထွေးအသုံးပြုနေကြပါတယ်။ဆိုတော့ဘယ်ဟာအမှန်လဲဆိုတာကိုမပြောခင်တို့ရဲ့အတိတ်ပဲလေးတွေကိုအရင်ကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးရပလက်ရေးချာရာကတီးနံဆိုင်ပြိုတော်မြေကွက်လို့အဓိပ္ပာယ်ရပါတယ်။ရှားကောက်ရေးချာရာကတော့ခု၁၀ရာ စတဲ့ဆဲစားတက်ကင်းစင်မှာတတိယကင်းအမီလို့မြန်မာစာအပြည့်အဝမှာဖွင့်ဆိုထားပါတယ်။ကြပြင်ကရိယာကိုနှံပြုတ်လို့ဖို့အတွက် နောက်ကဆက်တွဲတဲ့စကားလုံးလည်းဖြစ်ပါတယ်။ဥပမာနေရာအိတ်စရာထိုင်စရာဆိုတော့အိတ်ရာကိုပြန်ကြည့်မယ်ဆိုရင်အိတ်ရန်ပြုတ်လုပ်ထားသောနေရာလို့အပိဓာန်မှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်အိတ်ရာက အိတ်ဆက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ရှားကောက်ရေးချရလို့ဆလုံးပေါင်းမှသာမှန်ကန်မှဖြစ်ပါရဲ့ရှင်။ဒါရကစာချောင်းလေးတွေနဲ့လေ့လာကြည့်ကြရအောင်ရှင်။ပထမစာချောင်းမှာဖုန်းကအိတ်ရရဲမှာရှိရဲလို့အတိတ်ပဲရပြီးတော့ဒုတိယစာချောင်းမှာတော့ဆလုံးပေါင်းမှားနေရာကြောင့်ဖုန်းကဘယ်မှာရှိရလဲအိတ်ဆက်ဖို့လုပ်ထားတဲ့ရောက်ကလားဒါမှမဟုတ်အိတ်နေရဲ့ရာခင်းထဲမှာလားစသဖြင့်အတိတ်ပဲလွဲသွားတတ်ပါရဲ့။ဒါကြောင့်ကျမတို့နေ့စဉ်ဘဝမှာ အိယာဆိုတဲ့စကားလုံးကိုရေးတာအသုံးပြကြတဲ့အခါမှာဆလုံးပေါင်းတက်ဖို့မရေမရဖြစ်နေရဆိုရင်အိစိတ်အားနေရလို့တတိပြုပြီးဆလုံးပေါင်းအမှန်ကိုရေးတာနိုင်ကြပါစေဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမယ်နောက်ဆုံးစကားလုံးလေးကတော့ခယုနာပဲဖြစ်ပါတယ်ရှင်ခယုနာဆိုတဲ့စကားလုံးလေးကတော့ပါဠိစကားလုံးဖြစ်ပြီးတော့တနာကျင်နာချင်းလို့အတိတ်ပဲရပါတယ်ရှင်အတန်ထွက်မှာတော့ ခယူနာလို့ထွက်တာကြောင့်တော်တော်များများကကာကြီးနေရာမှာခါငယ်ကိုအသုံးပြုပြီးတော့ရေးတတ်ကြပါတယ်။အဲ့လိုရေးတဲ့အခါမှာအတိတ်ပဲမရှိတဲ့စကားလုံးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ရေးတော့အမှန်ဖတ်တော့အတန်းဆိုတာကိုလည်းမိမထားပဲခယူနာစလုံးပေါင်းတပ်ပုံကိုမှန်ကန်အောင်ရေးသားနိုင်ကြပါစေ။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဂျေဇုအထူးပင်တင်ရှိပါတယ်ရှင်။မရေရာမတေချာနေတဲ့စလုံးပေါင်းလေးရှိရဆိုရင်လည်း ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တေချာကြီးရသွားမယ်လို့ယုံကြည်ပါတယ်ရှင်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်